အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချာနေရဲ့ရပီလာ23ရက်နေ့ရေဒီယိုစစ်ဆောင်သက်ဆိုင်ပြတော်မှာဖြစ်ပါရယ်။အကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုအကျိုးရှိရှိသုံးဖို့အင်ယူဂျီဝန်ကြီးချုပ်ကပြောဆိုလိုက်ပါရယ်။ အွန်လိုင်းလူလီမှုနယ်ယူဆိုင်လုပ်ငန်းတွေမှာဆက်ဆက်ပါဝင်လျက်ရှိတဲ့ပြည်ပနိုင်ငံသားအယောက်20ကိုတက်ဆိုင်ရာနိုင်ငံတွေထံထပ်မံလွှဲပြောင်းပေးခဲ့ရလို့စစ်ကောင်စီကပြောပါတယ်။စီမံကျေးရွာတန်ချောင်းဝင်းအတွင်းစစ်ကောင်စီတပ်သားတွေဝေရောက်နေထိုင်နေရတလားလို့ရှိလာပြီဖြစ်တဲ့အပြင်ရွာအနီးတစ်ဝိုက်နေရာတချို့မှာလမ်းသွာလမ်းလာတွေကိုတာစီစစ်စီရာတွေပါပြုတ်လောက်လာတယ်လို့သိရပါတယ်။စားရိတ်တဲ့တဲ့တွေကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမှန်နေဖြစ်ပါတယ်။ ကန့်သတ်ဖြစ်လာတဲ့အချိန်ကိုအကျိုးရှိရှိသုံးဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းကပြောလိုက်ပါတယ်သဆိုင်ကတင်ဆက်ပေးမှာပါဧပြီလ22ရက်နေ့ကလုပ်ခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာဝန်ကြီးချုပ်ကအခုလိုပြောခဲ့ရလို့ NUG ကဒီကနေ့နေ့လိုက်ပိုင်းမှာထုတ်ပြန်ခဲ့တာပါ။ရန်သူကတော့ရန်သူပီတာရာထက်ကိုပိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုကိုလှိဟချင်းမရှိပဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတမိုးရှိစွာအတုံးချရင်စီမံကျဖို့လိုအပ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြည်သူလူထုကနီလန်ပေါင်းစုံနဲ့စစ်တပ်ကိုတော်လာနေရဟာအခုဆို၄နှစ်ကျော်ရှိလာပါပြီ။ဒါအပြင် NUG ရဲ့ယာယီသမ္မတဒူဝါလက်ရှိလာကလည်းငရင်လောက်သွားတာကိုအကြောင်းပြုပြီးနိုင်ငံတကာကပြည်တွင်းငင်းချမ်းရေးဆွေးနွေးပွဲတွေပေါ်အောင်တွန်းအားပေးနေတာတွေရှိရလို့လည်းမနေ့ကအစိုးရအဖွဲ့အစည်းဝေးမှာပြောခဲ့ပါသေးတယ်။ ပြည်တွင်းငင်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လဲစစ်ကောင်စီရဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်လို့လဲတမဒါကပြောပါတယ်။လက်ရှိအချိန်မှာတော့စစ်ကောင်စီဟာဒီလကုံပိုင်းအထိအပြည့်ရကျင်ညာထားပေမဲ့လေချောင်းကနေပြည်သူလူထုကိုဆက်တိုက်ပုံကျဲတပ်ဖြတ်နေပါတယ်။ဒါအပြင်ဒီနေ့ဒီဇင်ဘာလအထဲမှာလုံးမဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးကိုလည်းငရင်တန်ကြားကနေစစ်ကောင်စီကကြိုးပမ်းနေပါတယ်။ လက်ရှိအချိန်မှာလဲစစ်ကောင်စီဟာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့လက်လွတ်ခဲ့ရတဲ့လာရှိုးမြို့တဲကိုစစ်ရင်သားတွေနဲ့ပြန်လည်ဝင်ရောက်နေပါပြီ NUG တမတာကတော့ပြီးခဲ့တဲ့ April 18ရက်နေ့မြမရိုးရာနှစ်တကူးနေ့မှာစစ်ကောင်စီဟာနိုင်ငံရဲ့၄ပုံတပုံကိုတောင်မထိန်ချုပ်နိုင်ဘူးလို့လည်းပြောဆိုထားပါတယ်ပီတူလူသူအနေနဲ့မမိဒီရာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာသတင်းချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3393တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။မြစ်ချနာမင်းဆောင်လမ်းပေါ်မှာရှိတဲ့အောင်နန်းတိုက်နေစေမိုင်းကျေးရွာအထက်တန်းချောင်းဝင်းအတွင်းစစ်ကောင်စီတပ်သားတွေဝေရောက်နေထိုင်နေတာတလားလောက်ရှိလာပြီဖြစ်တဲ့အပြင်ယွာနီးသွိုင်းနေရာတချို့မှာလမ်းသွားလမ်းလာတွေကိုတားဆီးစစ်ဆေးရာတွေပြုလုပ်လာတယ်လို့သိရပါတယ်။ထရူစာတင်ဆက်ပေးမှာပါ။ အထက်ပါစေတာရီဟာစေမိုင်းကျေးရွာအတွဲမတ်လ22ရက်နေ့ကနေစတင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီးလက်ရှိအချိန်အထိစစ်သား3ရောက်လောက်လမ်းမပေါ်ထွက်ပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတွေကိုတာစီပြီးတော့ငွေကြေးကောက်ခံတာတွေနေတိုင်းပြုတ်လုပ်နေစေဖြစ်တယ်လို့မြစ်နာဒေတာခံပြည်သူတို့ကပြောပါတယ်။ဒါအပြင် ်ဧပြီလ27ရက်နေ့ကစေမိုင်ကုန်းစင်လမြန်ရွာစာတင်ကြောင်းရှိလန်တဖက်စီမှာစစ်ကောင်စီတပ်သားအချို့ဆောင်ချက်ပြီးဆန်ကေစည်းလာတဲ့လန်တော်လန်လာရီအားလုံးကိုတားဆီးပြီးတော့ဆန်ကေထိုင်ခေါ်အောင်ဖွင့်စစ်တာတွေပြုလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။အလားတူဧပြီလ22ရက်နေ့ကလည်းရှစ်မိုင်နဲ့စေမိုင်ကြားနောင်နန်းချမ်းစာကျောင်းအနီးကာလမပေါ်မှာစစ်ကောင်စီတပ်သား၃လျောက်လောက်ဆောင်ချက်ပြီးဆန်ကေစည်းနင်းလာသူတွေကိုတားဆီးစစ်ဆေးရတွေပြုလုပ်တယ်လို့ဆိုပါတယ်။အထက်ပါမြစ်နာဒေသခံရဲ့ထမံပြောပြချက်အရဆ င်မအထက်တန်းကျောင်းဝင်အတွဲစစ်ကောင်စီတပ်သားစီဝင်ကျင်လောက်ရှိနေနိုင်သေးတယ်လို့လည်းပြောပါရယ်စင်မအထက်တန်းကျောင်းဝင်အနီးကကာလမပေါ်မှာလည်းစစ်ကောင်စီတပ်သားတွေနေစဉ်ပုံမှန်ဆောင်ချက်လျက်ရှိနေပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတစ်စီးကို3000ကျပ်4000လောက်ခောက်ခံနေတယ်လို့ကြားသိရပါရယ် ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်းစေမိုင်ကျေးရွာအတွင်းကအထက်တန်းစာတင်ကျောင်းကက်သလစ်ဘုရားကျောင်းဝင်းနဲ့ကျယ်လက်ဆဲပေးခါအပြင်ကျောပုံစုတောင်းတောင်းတော်လန်ရက်ွက်ငါးဘက်ကအလူမရှိတဲ့နေအိမ်တွေမှာစစ်ကောင်စီတပ်သားတွေဝင်ရောက်နေထိုင်ခဲ့ပါတယ်။ဒါအပြင်ဇူလိုင်လနောက်ပိုင်းကနေစပြီးစေမိုင်ကျေးရွာအတွင်းစစ်ကောင်စီတပ်သားတွေမကြကနာဆူတလို့တော်လာလို့ရှာမှုရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။မြစ်ချနာပူတာကိုလမ်းပိုင်းကလည်းလွတ်လပ်ရတဲ့တပ်စခန်းတွေကိုပြန်လည်သိမ်းပိုက်မယ်လို့2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းလောက်ကနေ 2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းသတင်းတွေစတင်ထုတ်ပေါ်လာတဲ့နောက်ပိုင်းကနေ လက်ရှိအချိန်အထိမြစ်ချနာမြစ်ဆုံလမ်းဘက်အစစ်ကောင်စီတပ်သားတွေလှုံ့ဆော်သွားလာတာတွေမကြာခဏဆိုသလိုရှိနေဆဲဖြစ်တယ်လို့ထမှန်သိရှိရတာပါ၂024ခုနှစ်မတ်လဒုတိယပတ်လောက်ကနေစတင်တက်ခိုက်ခဲ့တဲ့စံပရဘုံစစ်ကောင်စီကလာရ46ပြူဟာကုန်းကိုစစ်ကောင်စီဘက်ကကုန်းလန်ကနေစစ်ကိုရဖြစ်တင်တာတွေတမကလက်ချောင်းနဲ့ပါပစ်ကိုမူကြကနေမေလ9ရက်နေ့မနက်ပိုင်း၄နာရီကျော်လောက်မှာကချင်လူလိုက်ရဲ့တမရိုကရရဲ့ကနေတင်ပိုင်နိုင်ခဲ့ပါတယ် တရားစုချေရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတုံးခုကိုလည်း KYU ဘက်က2024ခုနှစ်ဩဂုတ်လ2ရက်နေ့မှာအပြေးသိမ်းပိုက်ချနိုင်တဲ့အခြေအနေလည်းဖြစ်ပါရယ်။ အွန်လိုင်းလေလီမှုနဲ့ဒူးဆဲလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်လျက်ရှိတဲ့ပြည်ပနိုင်ငံသားအယောက်၂၀ကိုသက်ဆိုင်ရာနိုင်ငံတွေထံထပ်မံလွှဲပြောင်းပေးခဲ့ရလို့စစ်ကောင်စီကပြောပါရယ်။အွန်လိုင်းလေလီမှုဒူးဆိုင်မှုစာရင်းနဲ့ပတ်သက်ပါဝင်လျက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံသားဆေးဦးနဲ့ရဝမ်ဒါနိုင်ငံသားဆေးဦးကိုသက်ဆိုင်ရာနိုင်ငံတွေဘက်လွှဲပြောင်းအပ်ပေးပြီးဖြစ်တယ်လို့ဒီကနေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြချပါရယ်။ ကြာပြင်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေဧပြီလ22ရက်နေ့အတွင်းမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြပနိုင်ငံသား6032ဦးကိုဖမ်းဆီးရမိပြီးအဲ့ဒီထက်ရောက်9308ဦးကိုထိုင်းနိုင်ငံကသစင်တပ်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းပေးခဲ့ပြီးတော့ကျန်1923ဦးကိုလည်းလွှဲပြောင်းဖို့အသင့်ရှိနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ကြပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့ရွှေကိုကိုဒေတာဟာတရားမဝင်ဝင်ရောက်မှုအွန်လိုင်းအသုံးပြုလင်းလေးဒူရီအွန်လိုင်းလောင်းကစားတွေပေါ်များရာဒေတာဖြစ်တဲ့အလျောက်စစ်ကောင်စီကလည်းအင်းနီချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်တွေနဲ့ပူးပေါင်းပြီးဖမ်းဆီးစစ်ဆေးနေလို့လည်းပြောဆိုထားပါတယ်။အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရသည့်ရှိတာကစိုးရိမ်တော်ကားတွေဖြစ်ပါတယ်။ ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်း လက်ရှိဖြစ်ဆုပ်ပံကိုအာရုံစိုက်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာရုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသော အနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ့ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျနော်တရင်ချာနေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။